ဂေါတမရဲ့မော်ဝင်ချင်းနေတဲ့အတူပြန်ပန်းပြိတက်တွေကိုပါလက်ခုပ်တီးပြီးဂုံပြုတ်ခဲ့ရတဲ့ညောင် လူတိုင်းမှာကိုယ်စီအမှတ်တရတွေရှိခဲ့ကြဘူးတော့အမှတ်ရစရာကောင်းတဲ့ညတွေလည်းပိုင်ဆိုင်ခဲ့ကြဘူးပါပါ။ဒီမနေ့တူပျော်ရွှင်စွာဖြတ်သန်းခဲ့ရတဲ့ညတွေနှစ်ယောက်တူချစ်ချင်နူခဲ့ရတဲ့အချိန်တွေအစရှိရဲ့ပျော်ရွှင်စရာအချိန်တွေကြည်နူးစရာကောင်းတဲ့ညတွေဆိုတာအားလုံးလည်းရှိသားခဲ့ကြဘူးပါပါ။ကိုချေးရတဲ့ချစ်သူမှာမဟုတ်ပါဘူး။ပေါ်တာအပေါင်းအသင်းတငယ်ချင်းတွေနဲ့လည်းပျော်စရာကောင်းတဲ့အမှတ်တရတွေကျောင်းတော်မှာဘလောက်ပွေးခဲ့တယ်ဆိုတဲ့အမှတ်ရစရာတွေအစရှိရဲ့အဖြစ်အပျက်တွေဟာပြန်တွေးကြည့်တဲ့အချိန်လွမ်းမောစရာတွေဖြစ်နေကြတာပါ။ပေါ်လောကမှာလည်းအဲ့လိုအမှတ်ရစရာကောင်းတဲ့ပွဲစဉ်တွေကြည်နူးစရာကောင်းတဲ့အဖြစ်အပျက်တွေဆိုတာ ကလည်းအများကြီးလို့ဆိုရမှာဖြစ်ပြီးဘောလုံးအသင်းနှစ်သင်းရှင်ပိုင်ကစားတဲ့အခါမှာကိုအားပေးတဲ့အသင်းကကစားသမားတွေကိုသာအများစုကအားပေးလေးရှိပြီးပြိုင်ပွဲအသင်းကကစားသမားတွေကိုတော့လောင်ပြောင်မှုတွေပြုလုပ်လေးရှိတာကပိုပြီးများတယ်လို့ဆိုရမှာပါဘောလုံးလောကမှာအဲ့လိုအဖြစ်ပြက်တွေမှအများကြီးလို့ဆိုရမှာဖြစ်ပြီးပြိုင်ပွဲအသင်းကကစားသမားကိုလက်ခုပ် TV ဂုံပြူတယ်ဆိုတာခက်ရှားရှားလို့ဆိုကြပါတယ် တခိတခါကပြန်မအသိန်းကကစားသမားကဘောလုံးလောကကနေအနားယူသွားတော့မှဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ကစားတဲ့ပွဲစဉ်မျိုးမှာပြန်မပြိသက်တွေအပါအဝင်နှစ်ဖက်အသိန်းပြိသက်တွေကချီးကျူးဂုဏ်ပြုကြတာမျိုးတွေပြုလုပ်လေးရှိတာကိုမြင်တွေ့ထားခဲ့ရတာပါပြန်မအသိန်းကစားသမားအနေကကိုယ်အသိန်းဘက်ကိုဂိုးသွင်းယူသွားတဲ့အခါမျိုးမှာပြန်မကစားသမားကိုလက်ခုပ်တီးဂုဏ်ပြုတဲ့ပြိသက်ဆိုတာခက်ရှားရှားလို့ဆိုကြပါရင်ဒါပေမဲ့ရှားရှားပါးပါဘောလုံးလောကမှာအဲ့လိုဖြစ်ပျက်မျိုးဖြစ်ခဲ့ပေါ်ပါတယ်။ဘာကြောင့်ကိုယ်အသိန်းဘက်ကိုဂိုးသွင်းလာတာကိုပြိသက်တွေကလက်ခုပ်တီးပြီးဂုဏ်ပြုသွားခဲ့ကြတာလေဆိုရင်အဆိုပါကစားသမားရဲ့စွမ်းဆောင်မှုနဲ့ဂိုးသွင်းသွားတဲ့အရေး သွေးကိုသဘောကျတဲ့အတွက်ကြောင့်ပဲဖြစ်ပါရင်အဲ့လိုမျိုးပြိုင်ပွဲအပရိသတ်ကဂုံယူပေးရတဲ့အထိစွမ်းဆောင်ရည်ကောင်းတွေကိုပြသခဲ့တဲ့ကစားသမားကခက်ရှားရှားပါဒါဆိုရင်အဲ့ကစားသမားကဘယ်သူမှမလိုလဲလို့မေးလာခဲ့ရင်တော့အဆိုပါကစားသမားဟာတခြားသူမဟုတ်ပဲလီယိုနယ်မက်ဆီဆိုတဲ့ဘော်လွန်ဒီယော၈ဆုရှင်ကစားသမားကြီးလည်းဖြစ်ပါရင်အဲ့ရှင်တော့ကအာဂျင်တိုင်းသားကြီးဟာဘော်လွန်ဒီယော၈ဆုအထိမရသေးတဲ့အချိန်လို့ဆိုရမှာဖြစ်ပြီးဖြစ်စဉ်အားလွန်ခဲ့တဲ့၆နှစ်လောက်ကဖြစ်ပျက်သွားခဲ့တာဖြစ်ပြီးရက်စွဲတိတိကျကျပြောမယ်ဆိုရင်တော့2019ခုနှစ်ရဲ့မတ်လ၁၈ရက်နေ့ပါပဲဖြစ်ပါရင်ဒီနေ့ရက်စွဲနဲ့ရေတွက်မယ်ဆိုရင်၆နှစ်နဲ့၂ရက်ရှိသွားခဲ့ပြီဖြစ်ပါရင်အဲ့ဒီအချိန်က real ယ်ဘက်တစ်နဲ့ဘာစီလိုနာအသင်းတို့ဟာရယ်ဘက်တစ်အသင်းရဲ့ဘန်နီတိုဗီလာမာရင်ကွင်းကြီးထဲမှာကစားသွားခဲ့ကြတာဖြစ်ပြီးအဲ့ဒီဘာစီလိုနာအသင်းက၄ဂိုးတကိုးဆိုတဲ့ရလနဲ့အတူအနိုင်ရရှိသွားခဲ့ပါတယ်။ဘက်ထရီညီနာကိုအမှတ်ပြဖို့လိုအပ်နေတဲ့ဘာစီလိုနာအသင်းဟာပွဲစားပွဲဆိုကြတဲ့ကဘက်တစ်အသင်းကိုဖိအားပေးမှုတွေစလိုက်ပြုလုပ်ခဲ့ကြတဲ့အတွက်ပွဲစားချိန်၁၈မိနစ်မှာဘာစီလိုနာတို့အဖွင့်ကိုစတင်ရရှိသွားခဲ့ပါတယ်။အဆိုပါကိုကတော့လီယိုနယ်မက်ဆီကပဲဘက်တစ်အသင်း area အထိမှရရှိတဲ့ပြည်နယ်ပေါ်ကိုလှလှပပကန်သွင်းယူခဲ့ပြီးဥဆောင်ကိုကိုစတင်ရယူသွားခဲ့တာပါ။ဒုတိယမြောက်ကိုကိုလည်းမက်ဆီကပဲထပ်မံရယူခဲ့တယ်လို့တတိယမြောက်ကိုကိုတော့လူဝစ ဆာရက်ကပြိုင်ပွဲနောက်ခံလူတွေကိုလိန်ခေါက်ကြော်ဖြဲပြီးသွင်းယူသွားခဲ့တာဖြစ်ပါရင်၈၂မိနစ်မှာတော့ဘက်တီတို့ချီပါဦးတကူပြန်လည်ရရှိခဲ့ပေမဲ့၈၄မိနစ်ရောက်မှာတော့ရာကီတင်းနဲ့မက်ဆီတို့ရဲ့နှစ်ယောက်တွဲလုံးကနေအာဂျင်တိုင်းသားအကြီးကဘောလုံးကိုအသာအယာမှတင်လိုက်တယ်လို့ဘောလုံးကလည်းအပေါ်ကိုပြန်တက်ပြီးဘက်တီအသင်းရဲ့ဂိုးဖားရန်ကိုထိကဂိုးပိုင်းနဲ့မိတ်ဆက်သွားခဲ့ပါရည်အဆိုပါဂိုးဟာတော်တော်လေးကိုလှပတဲ့သွင်းကိုတကူပြစ်ခဲ့တယ်လို့ပွဲကြီးစဉ်ပေါ်ကဘက်တီအသင်းပရိသတ်တွေတော့မှာမက်ဆီမက်ဆီဆိုတဲ့ကြွေးကြော်သတင်းနဲ့အတူကွင်းလုံးပြည့်စုံညံသွားတဲ့အထိအာဂျင်တိုင်းသားအကြီးကိုဂုံးပြုအားပေးသွားခဲ့ကြတာပါဒါကကိုရဘာရဲ့မော် 是要人民群众需要吗？批评、骂声对眼啊，我三十七秒还吹过，也有多少人给了批评？